တတိမားချမ်းချမ်းခေါ်ခွန်းခွန်းကလိန်ကုံကူးတဲ့အဖွဲ့လေးနဲ့နှစ်ပင်လေးနဲ့တွေ့ပြဿနာတက်နေခွန်ကြီးဝင်ကြီးနဲ့ငါတို့နိုင်ရင်ဘုံမာကြီးဈာနေတွေတာကူးတွေအကုန်တတ်ပြစ်မယ်ဆိုတဲ့ ဆရာဝန်လူသက်သမားဒေါက်တာမြောက်ဝီရီတို့ကိုမြင်စေခြင်းကြားစေခြင်းသိစေကြပါတယ်။သတင်းတစ်ခုမှာပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမသိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့တွေ့ကြုံဖြည့်ပြဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုတာအမမှာဖုံးကွယ်စရာလည်းမရှိဘူးဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency ဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကြောင့်ငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့အမက လည်းတိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနင့်ကိုပေါ့နော်ငါ့ရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ तू ကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလဲဆို तू အင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပေါ့နော်အင်ဂျီမပါတော့ဟိုဟိုရင်စိုက်ဘလောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားရလားရင်အတုတွေထည့်ထားရလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီးမြင်နေအမနားမလဲဘူး မတို့မြမပြီမိပါရရင်ကပဲဘူအောင်ဆန်လူသူရဲ့ကောင်းနေမွေးရမင်းဘူအောင်ဆန်ရဲ့သမီးအောင်ဆန်းစုကြည်အရိယာမကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြမပြီကလူငယ်တွေကိုဖိဖိလို့ဖြစ်စေချင်ပါတယ်ဆိုတဲ့ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန်ဒားအရီနဲ့ခင်အရီကိုဘာကြောင့်နမောတတလောက်တောင်သင်မပေးခဲ့တာလဲအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ကဘာကျော်လိန်ကုံကူးမှုတမဂျက်ဖရီအက်စတိန်ရဲ့လိုဝက်အီးမေးများထွက်ပေါ်လာရမှာမြန်မာအစိုးရချင်းချင်းရဲ့အမိပါဝင်လာတဲ့အရေးကြီးသတင်းကိုတုံးသက်သွားပါမယ်။အီးမေးထွက်ပေါ်ချက်အမေရိကန်အောက်လွတ်တော်ထုတ်ပြန်တဲ့အီးမေးများအရ2013ခုနှစ်ကပြင်သစ် model stock ဖြစ်သူယန် left runner ဟာ abstain ထံသို့မြန်မာမှာနာမည်ကြီးအစိုးရချင်းချင်းက အမေရိကကိုလာမယ်ဟူ၍ရည်ညွှန်းရေးသားခဲ့တာကိုတွေ့ရပါတယ်။နောက်ဆက်တွဲနဲ့ရှင်းလင်းချက် အပတ်စတိန်နဲ့ဘရန်နဲ့နှစ်ဦးစလုံးဟာလိမ်ပိုင်းဆိုင်ရာအမှုတွေနဲ့ဆွဆွဲခံရပြီးအချင်းကန်းထဲမှာကိုကိုကိုတက်တည်သွားခဲ့ကြသူတွေဖြစ်ပါတယ်။ဒီအီးမေးဟာနှစ်ဦးကြားဆက်သွယ်မှုသာဖြစ်ပြီးချမ်းချမ်းရဲ့ပါဝင်ပတ်သက်မှုကိုတိကျစွာကောက်ချက်ချလို့မရနိုင်သေးပါဘူး။သို့တော်လည်းအစိုးရချမ်းချမ်းကဒီကိစ္စအပေါ်ဝန်ခံဖြစ်ရှင်းမဲ့ရုပ်တံဖိုင်ကိုမကြခင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ်မင်္ဂလာပါမျိုးတို့ရေချမမျိုးတို့မှာတွေ့ပါရှင်ဒီနေ့ပြောမယ့်အကြောင်းအရာနှစ်ခုပါချမ်းချမ်းခေါ်ဝမ်းကွမ်းကိုအထူးယူတဲ့အကြောင်းနဲ့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ဒန်းနုအင်းပြည်တဲ့အကြောင်းတချိန်မှာချမ်းချမ်းခေါ်ဝမ်းကွမ်းကလိန်ကုန်ကူးရအဖွဲ့တွေနဲ့နှစ်ပင်လေးနဲ့တွေ့ပြဿနာတက်နေတယ်အားလုံးသိနေမှာထင်တယ်ဆိုတော့အားလုံးသိတဲ့ကိစ္စဆိုရင်တော့ချမမပြောဘဲနဲ့လက်ရှောင်နေအားလုံးမသိတဲ့မမြင်တဲ့ရှုထောင့်တစ်ခုပါချမ်းချမ်းဟာသူ့တမီးလေးကိုပြင်ပါသားလေးကိုထည့်လိုက်တယ်ဒါကြောင့်မလို့ကလေးရဲ့အဖေဖြစ်တဲ့ဖုံးတိုက်ကဘူလာပါတော်ဝင်ဖြစ်တော့သူတမီးလေးကိုအတင်းပါတာကြီးအာစီယုံမီခရိယံပါတော်ဝင်နဲ့ကိုထည့်လိုက်လို့ကလေးရဲ့အဖေကပောက်ကွဲနေတာလို့ပေါ့နော် တော့ချင်းချင်းကသူ့ကိုယ်ရဲ့ခရီးရန်ဘာသာဝင်ဖြစ်တဲ့အတွက်သူ့သမီးကိုခရီးရန်ဘာသာဝင်ဖြစ်အောင်ခရီးရန်ကိုယုံကြည်အောင်သူစိတ်ယုံနိုင်နဲ့တည်နေနိုင်နဲ့ချမ်းချမ်းတော်တယ်ကျမတို့ဒီလေဘုရားဘာသာဝင်ဖြစ်တဲ့အတွက်ကျမပါဆိုရင်တူလေးတွေရှိရင်တူမလေးတွေရှိရင်ကျမတို့ကလေးတွေကိုအဖေအမေတို့မခွန်တက်စင်စကားမပြောတတ်သေးတဲ့အရွယ်လေးကစပြီးတော့ဖခင်အကြောင်းကြောင့်ရှေ့ရောက်လို့ရှိရင်လက်အုပ်ချီပြီးတော့ဥတော်လို့တင်ပေးတယ်။တခြားဘုရားဘာသာဝင်တွေလည်းဒီလိုပဲတချို့အဖိုးအဖွားကြီးမိဘတွေ နော်အကိုတွေအမတွေအတော်တွေဦးလေးတွေအနေနဲ့ကမိမတို့ရဲ့မျိုးဆက်ကိုဖခင်အကြောင်းကနေတွားတဲ့အခါဦးတော်ဦးတော်လောက်ချီတောင်းတင်ပေးကြတယ်ဘာလို့လဲကိုကိုတိုင်းကယန္တနာသုံးပါးကိုတက်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်မိမတို့ရဲ့တာသမီမျိုးဆက်ကိုလည်းပဲလူမှန်းတိတဲ့စာအရွယ်တွေကဖခင်နေဦးချတောင်းတန်သာမင်းရဲ့လောက်ချီတောင်းတင်ပေးကြတယ်ချမ်းချမ်းဒီလေခရိယဘာသာဝင်ဖြစ်တဲ့အတွက်သူယုံကြည်ရခရိယကိုသူတမီးကိုသူသိမ့်သွင်းနိုင်တဲ့စိတ်ယုံနိုင်တယ်။ဒါဆိုရင် မတို့မြန်မာပြည်မိဘရိုင်းတော့ပဲဘူအောင်ဆန်းလို့တကယ်ကောင်းကြီးမွေးရမယ်ဘူအောင်ဆန်းရဲ့တမီအောင်ဆန်းစုကြည်အရိယာမကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြန်မာပြည်ကလူငယ်တွေကိုဖိဖိလို့ဖြစ်စေချင်ပါတယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန်းဒါအဲရီနဲ့ခင်အဲရီကိုဘာကြောင့်နမောတတလောက်တော့တင်မပေးခဲ့တာလဲသူသားတကယ်ဘုရားဘာသာကိုတောင်းရင်ယုံကြည်တဲ့ဘုရားဘာသာဝင်ဖြစ်လို့ရှိရင်သူသားတွေဟာသူ့ရဲ့တုံ့နေဆုံးမအောင်အောက်မှာရှိခဲ့တာ ဘုရားဘာသာဝင်တို့ရဲ့သာသမီတည်အသက်၄ငါးနှစ်အရွယ်တဲ့ကနမောတတနဲ့ဗုဒ္ဓတရားနဲ့ခိစာမိတော့ရက်ဖက်ပူဇော်တက်ကြတယ်။ဒေါအောင်ဆန်းစုကြည်မြမပြည်ကိုပြန်လာပြီး၈၀ရှစ်အရေးခင်မှာနိုင်ငံရေးလေကြုံစီးတဲ့အချိန်မှာသူ့သားတွေကအသက်၁၀နှစ်ကျော်၁၀နှစ်ဆိုတဲ့အရွယ်တည်အနည်းဆုံးတော့နမော၈ခုပါပြီးဗုဒ္ဓတရားနဲ့ခိစာမိဒါတော့နားလည်အောင်သင်ပေးနိုင်ရမယ်။သူ့ဘာကြောင့်မသင်ပေးခဲ့တာလဲ။ဒီနေရာမှာ ဒေါက်ဆန်းစုကြည်ကအချမ်းကျန်းခေါ်ခွမ်းခွမ်းရဲ့အချီးရတော့မမီပဲညံ့ပြင်းတော့တွေ့ရတယ်။ဒါကြောင့်မို့ဘုရားဘာသာဝင်တွေအနေနဲ့ကမိမိတို့အသားသမီးတွေကိုအမွေပေးဖို့လုပ်ပါတယ်။နောက်တစ်ခုကတော့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ပဲတန်းတို့ခွင့်ရရစေရမယ်ဆိုပြီးတော့လုံးတော်လေးအောင်မြင်တဲ့အခါမှာရိုဟင်ဂျာမှုတိုင်းရင်းသားဖြစ်တက်မှတ်ပေးပါမယ်ဆိုတဲ့အမှုကြီးလူခွင့်ရဌာနကလူခွင့်ရဝင်ကြီးနဲ့ငါတို့နိုင်ရင်ဘောမာကြီးဂျာနီတွေတာကူတွေအကုန်တက်ပြင်မယ်ဆိုတဲ့ဆရာဝန်လူသက်သမားဒေါက်တာမြောက်ဝီရီတို့ကိုမြင်စေခြင်းကြားစေခြင်းသိစေကြပါတယ် မြန်မာပြည်ရဲ့ပြည်သားကြီးကဘာမှအထုံးစားလို့မရဘူးမြန်မာစာမြန်မာစကားမြန်မာစာပေကမြန်မာပြည်မှာဘွေးရတယ်သူများနိုင်ငံမှာပကံဆေးရတာပဲဘာမှစိုးတော့မကြတယ်ပြည်သားရေးပါဆိုပြီးကိုယ်နိုင်ငံကိုပုံကန်နေတဲ့မြန်မာတွေကိုတည်စေခြင်းမြည်စေခြင်းကြားစေခြင်းနဲ့မြန်မာသားစီတို့သာမြန်မာနိုင်ငံတို့နိုင်ငံတို့နိုင်ငံကိုဆိုင်လာပါမြန်မာ လောက်မှမှာမြန်မာဖြစ်ပြီးတော့မြန်မာစိတ်ဓာတ်မမွေးနိုင်နဲ့နော်မွေးဝဲကြုံအနောက်နိုင်ငံကိုအထင်ကြီးပြီးကော့လိုမျိုးကိုနှိမ့်ချနေတဲ့လူလန်းစားတွေကိုကျွန်မပြင်းစေချင်တယ်ရခိုင်တကြားဆိုရင်လို့ရတဲ့ကြားဒန်းတို့ခွင့်ရေးပေးမယ်ဆိုရင်အန်လူကြီးကလူခွင့်ရေးဝင်ကြီးကိုကျွန်မမြင်စေချင်တယ်ငါတို့တော်လည်းရေးအောင်တဲ့အခါမှာဘောမာတွေချားခုချားနေတဲ့တာကူးတွေအကုန်တတ်ပြမယ်ဆိုရင်ဒေါက်တာမြဝိဟီအနေနဲ့သူ့သမီးလေးကို ဒီလိုမျိုးမြန်မာစာမြန်မာစကားမြန်မာနိုင်ငံငါတို့နိုင်ငံမြန်မာပြည်ကတို့ပြည်မြန်မာမျိုးကိုချစ်ပါဆိုတဲ့ရုပ်ချင်းစိတ်တွေတင်ပေးရလားကျွန်မသိချင်နေတယ်။ဟိုလင်းလင်းတို့ချစ်တူဝေတို့ဆိုရင်ဒီလိုပဲသူသမီးလေးတွေနာမည်ကိုတော့မေးထားတယ်။မေးမြန်မာတစ်တို့မေးမြန်မာခက်တို့ဒါပေမဲ့မြန်မာပြည်ကိုချစ်တာအောင်မြန်မာစာမြန်မာစကားကိုချစ်တာအောင်တင်ပေးရလားဒါဆိုရင်မေးမြန်မာခေတ်ပုံနဲ့မေးအမေရိကန်တိတ်မေးအမေရိကန်ခေတ်နာမည်ပြောင်းတင်နေတယ်။နော်ကျွန်မအရင်ကပြောတယ်။ သူတို့ဒီလိုမျိုးတွေကလူမှန်းတိတတ်စွာစကားပြောတတ်စွာအရွယ်တွေကဒီမြန်မာနိုင်ငံငါတို့နိုင်ငံဒီနိုင်ငံကိုငါတို့ပိုင်နေဆိုတဲ့အပြီးခေါ်ကိုခေါင်းနဲ့ရိုက်ထည့်ပေးထားတာလို့ကျွန်မပြောတယ်။ကျမတို့မြန်မာမှာခလေးတငယ်တွေဘာဖြစ်နေကြလဲ။အိုးမူကြိုးအရွယ်တွေက international school တွေမှာထားကြတယ်။အင်္ဂလိပ်ကျောင်းတွေမှာထားကြတယ်။နိုင်ငံသားကိုအထင်ကြီးတယ်တာသမီးပုံမှာပညာတက်စီခြင်းနဲ့လောဘအရင်ကြီးတယ်အရင်ကြီးတော့နိုင်ငံသားအကြောင်းတွေထားရောမြန်မာစာမြန်မာစကားတော့ကောင်းကောင်းမတက်ကြတဲ့လူငယ်တွေများလာတယ် ဒါတော့မလို့လေကျမတို့ကဖုန်းတော်ကြီးတွေပညာရေးအကြောင်းဘာကအကြောင်းတွေကိုအားပေးတဲ့နယ်လို့ပြောတာဖုန်းတော်ကြီးတွေပညာရေးအကြောင်းတွေမှာကအတန်းအကြောင်းပညာပြင်နှလုံးသားနဲ့အုံနောက်ပေါ်မှာဘာသာရေးအသည့်တွေသင်ပေးတဲ့ဒီလိုမျိုးဘာကအကြောင်းတွေကိုကျမတို့ကအားပေးအားမြောက်လုပ်ဖို့လိုတယ်ဓမ္မစကူတွေဆိုလို့ရှိရင်လည်းဒီလိုပဲကျမရှေ့အရင်တွေကပြောခဲ့ဘူးလေနော်ဓမ္မစကူရေးကြေးလေးမှာသင်တန်းကခလေးတိတိလေးတွေကိုသင်ရမှာမဟုတ်ဘူးအခုကအဲ့ခလေးတိတိလေးတွေထက်ခလေးကြီးကြီးကြီးတွေနော်အသက်ကြီးပြီးအချိန်မရှိတဲ့ဟိုမြောက်ဒီမြောက်တွေကပို့ပြီးတော့အတိခောက်ခက်အဝင်လက်တွေ ဒါကြောင့်မို့လို့ဓမ္မစကူကိုရင်ကျေးလိမ်မှတင်းနှန်းကိုလေလိုရာသီချမှာကလေးတွေအတွက်တီးသက်ဖွင့်ပေးတာမဟုတ်ပဲနဲ့စနေတနင်္ဂနွေလိုရုံးပရက်မျိုးတွေမှာလေလူကြီးတွေအတွက်နော်တပတ်ရက်ပြတ်တင်းနှန်းတစ်လဆိုပြီးတော့တပတ်တစ်လအဲ့ဒီလိုမျိုးရက်ပြတ်တင်းနှန်းနဲ့ဖွင့်နေပြီးတော့တင်ကြားပေးဖို့လိုအပ်ပါတယ်ဒီအတွက်လေဘတ်ဂျက်လိုအပ်တယ်လိုအပ်တဲ့ဘတ်ဂျက်ကိုဗုဒ္ဓဘာသာဝင်ဤအနေနဲ့ကလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်အနည်းဆုံး80ရာခိုင်နှုန်းရှိအဲ့ဒီ80ရာခိုင်နှုန်းကိုတဝက်50ရာခိုင်နှုန်း50ရာခိုင်နှုန်းကိုမှငွေကြေးမတက်နိုင်လို့အနည်းဆုံး30ရာခိုင်နှုန်းလောက်က တနေ့ကိုငွေ90လောက်ထည့်ဝင်မယ်ဆိုရင်ဒါအနည်းဆုံး3000တောင်ရပါတယ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကို80ရာခိုင်နှုန်းရှိတယ်အဲ့ဒီ80ရာခိုင်နှုန်းကတစ်ဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းမှာလက်ထက်ထပ်ပြီးလျှော့လာမှုမယ်မြန်မာနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေ30ရာခိုင်နှုန်းကအခုလိုဓမ္မစကူတင်တဲ့ကြောင့်နေဖွင့်လှစ်ဖို့အတွက်ရင်းကျိလီမှာတင်တဲ့နေဖွင့်လှစ်ဖို့အတွက်လိုအပ်တဲ့ကုန်စားချိတ်နဲ့ budget တွေအားလုံးဗုဒ္ဓဘာသာဝင်တွေဗုဒ္ဓဘာသာအသိဆိုပြီးတစ်ယောက်ကိုလူတစ်ယောက်ကိုတနေ့ငွေ90လှူဒန်းရင်တော့မှ30ရာခိုင်နှုန်းတော့လူတွေရဲ့ငွေအကုန်ပါဝင်တစ်ယောက်ကိုအနည်းဆုံး3000လောက်ရှိတယ် အဲ့ဒီလိုမျိုးလူအားကငွေအားရောဝိုင်းဝန်းပြီးတော့အင်တာပူချဖို့လိုပါတယ်ဓမ္မစကူရိရင်ကျိလိမှာသင်တဲ့အကြောင်းတွေကိုလေနော်တချောင်းတကာတာတေဝါတပုတ်ဆန်မဟုတ်ဖဲနဲ့ သနာရေးနဲ့ရေးချုပ်မှုဝန်ကြီးဌာနเนาะသနာရေးဝန်ကြီးဌာနဝန်ကြီးဌာနရဲ့မဟာနာဆရာတော်ရေးတွေအပူပေါင်းပြီးတော့တည်ကြတယ်တည်ရုံညွန်တဲ့เนาะကလေးတငယ်အွေဆိုရင်ဘယ်လိုတည်ရုံညွန်တဲ့လူကြီးဆိုရင်ဘယ်လိုတည်ရုံညွန်တဲ့ဆိုပြီးတော့တည်ကြတယ်သင်တန်းအနေနဲ့တနိုင်ငံလုံးဖွင့်လေတင်ကြပြီးတော့မျိုးသားရေးတည်ဘာသာရေးအသိတွေကိုနှလုံးသားထဲမှာထည့်ထားဖို့လိုအပ်ပါတယ်ဒီကြောင့်ကျွန်မအင်းလေးကเนาะနိုင်ငံရေးစီရင်ဘာသာရေးဆိုရင်ခေါင်းကျန်နေပြောခဲ့ပြီးတယ်အခုလည်းထပ်ပြောပါတယ် ခုတွေမှာကဗုဒ္ဓဘာသာဝင်တွေအဲ့ဒီလိုလုပ်မယ်လို့ပြောလိုက်တာနဲ့ဟာနင်တို့ဗုဒ္ဓဘာသာဝင်တွေအဆုံးရောက်တယ်ဆိုတဲ့နာမည်ကြီးကိုအရင်ဆုံးတစိုက်တက်ကြတယ်အဲ့ဒီမှာမိုးစလင်းနေရိုဟင်ဂျာအမည်နဲ့မြန်မာပြည်ကိုငါတို့ပြည်ငါနိုင်ငံငါတို့ပိုင်နေမြန်မာစာငါတို့စာပြီးစုမြန်မာနေတာကြတော့မမြင်ချင်အောင်စောင့်နေကြပါတယ်မင်းကြီးမှာပကဖာပအဖာနဲ့ PDF တွေကို ပြည်သူလူထုကဆန္ဒပြနေကြတယ်ရောင်ဝေစိုးပြောတော့24နာရီပြည်သူတန်ကိုနားထောင်ပါတယ်ဆို ပြည်သူက NUG ဆိုရအောင်အမလို့အမရဝေဖန်လို့ရှိရင် Facebook ပေါ်မှာစာတီးတစ်ချောင်းရေးပြီးပြည်သူကဝေဖန်တယ်ဆိုရင်တော့တိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာ24နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတော့အမြန်ဆုံးဆောင်ရွက်ပေးပါတယ်ဆိုဇော်ဘေးစိုးပြောခဲ့တာလေဘဲ PD အဖွဲ့ကဘယ်လိုအပြည့်တွေလုပ်တယ်လဲဘယ်လိုအမားတွေလုပ်တယ်လဲပြည်သူကဝေဖန်ထောက်ပြတဲ့အခါ24နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာအဖွဲ့အစည်းတွေဖွဲ့ပြီးဆောင်ရွက်နေပါပြီလို့ဇော်ဘေးစိုးပြောခဲ့တာ၃နေ့ရှိပြီလေ ချိန်နေကြလို့ကိုပြောတဲ့စကားပုံမြင့်သွားတာလားအခုမင်းသခင်မှာတပုံမယားနဲ့တပုံသားတွေဆန္ဒပြတာက၃ချိန်ရှိပြီးအခုမှပြတာမဟုတ်ဘူးသူတို့ဗဇက်ကပြူစောထီးရွာလို့ပြူစောထီးပါလို့မပြောပဲပြည်သူလို့ပြောပြီဆိုတဲ့ကအဲ့ဒီပြည်သူဆိုတာတပုံမယားနဲ့တပုံသားအချင်းဖန်အားပေးတယ်လေသူတို့ဆန္ဒပြတာ၃ချိန်ရှိပြီးအခုမှဆန္ဒပြတာမဟုတ်ဘူးဇော်ဝေဆိုးပြောတဲ့24နာရီစက္ကန့်နဲ့ချိန်ဆက်နေတဲ့ချိန်ဆက်စောင့်ကြည့်နေတဲ့အဖွဲ့ကဘယ်ရောက်သွားလို့လဲစကိုင်းတိုင်းဆိုတာခင်ဗျားတို့ထိတ်ထုတ်ထားတဲ့ data ဆို ပြောတော့သတိုင်းတိုင်းရဲ့60ရာခိုင်နှုန်းကိုအန်ယူဂျီဆိုရကထိမ့်ချုပ်ထားပြီဆိုဒါကြတော့ဘာလို့မမြင်တာလဲဒီပြီးတော့တန်ဘာလို့ခဏတော့နားမထောင်တာလဲနော်အဲ့မှာသူတို့ဆိုင်ပေါ်လေးတွေကိုင်နေတွေ့လားတို့ပြည်သူတွေထုတ်ခိုင်းတဲ့ဒေါ်လိုင်းကြီးဟာအာနာယူကိုလမ်းခင်းပေးတာမဟုတ်ဘူးအဲ့မှာဆိုင်ပေါ်ကြီးတွေကိုင်နေဆန်းထားပြတာမမြင်ဘူးလားသောဝိဇိုးပြောတဲ့24နာရီစက္ကန့်နဲ့ဆုံးကြည့်ပြီးပြီးတူတန်ဖို့နားထောင်ပြီးဆောင်ရွက်နေတဲ့အခွက်တွေမဲသွားပြီးအိမ်ပျော်နေကြတာလေ။အန်ယူဂျီဝင်ကြီးများတဲ့လေထဲမှာပဲနေမနေပါနဲ့မြေပြင်လဲစီးကြည့်ပါဦးနဲ့ နော်ဒီသူဆန္ဒနဲ့မညီဘဲနဲ့လောင်မြီကျုံးပေါ်မှာရွှေမျိုးမောင်းခြင်းအလိုမရှိခရိုနီနဲ့ပေါင်းရွှေမျိုးမောင်းအာနာရှင်လက်သက်အလိုမရှိတဲ့နော်ဆိုင်ပုံကြီးအကြီးကြီးတွေပဲဆန္ဒပြနေကြတာပြည်သူတွေရဲ့အသက်အိုးရင်ဆုံးလုပ်ခဲ့ပေးဆက်ခဲ့ရတာကတော်လန်စီးပွားသမားတွေချမ်းသာဖို့အတွက်အလို့ကြီးအစိုးရကလုပ်နေတာလားတဲ့နော်ဆန္ဒဆိုင်ပုံတွေကမြန်ဆန္ဒပြနေကြတာရွှေမျိုးတိုက်ပြီးချမ်းသာနေတာပြည်သူကတည်ကြတယ်နော်တဲ့မြေပြင်ဖင်းကြီးကအယူကြီးတဲ့ တို့ဆန္ဒပြတာ၃ချိန်တော့ရှိပြီတနာပါတယ်ဇော်ဝေဆုံးပြောတော့၂၄နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတော့ပြီးသူအတန်ကိုနားထောင်နေပါတယ်အမြန်ဆုံးဆောင်ရွက်ပေးနေပါတယ်တဲ့ကိုပြောတဲ့စကားကိုကြားလို့မေ့သွားတယ်ထင်တယ်ရှင်မေ့ပေးမယ်ကျမကမမေ့တော့ခက်တယ်နောက်ထပ်တင်တော့ဖောက်ပြင်းမျိုးနယ်ကပါကဖတာဝန်ခံတို့တာဝန်ပြက်ကတ်မှုနဲ့ရာထူးကရက်ဆိုင်ခံရပါတယ်တဲ့ဇာတ်ရိုင်းဒေတာကြီးဖောက်ပြင်းမျိုးနယ်မှာပါကဖတာဝန်ခံဦးပြုံးချူတာဝန်ပြက်ကွက်ပြီးတော့စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက်ရာထူးကရက်ဆိုင်ခံရပါတယ် ီဘာမဟုတ်တယ်မြို့နယ်ပကဖလေးကြတော့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ရာထူးကဆိုင်းငံ့နေဆိုရင်အန်ယူဂျီကျမကြီးဝင်ကြီးဇော်ဝင်ဆိုအန်ယူဂျီပညာရေးဝင်ကြီးဇော်ဝင်ဆိုတော်လည်းရေးကတောင်မှုရောက်နေပြီးနောက်နှစ်2024ဆိုရင်နေပြီးတော့ကိုတိတ်မီဆိုပြီးဘယံဗရာပြောခဲ့တာကြတော့ခင်ဗျားတို့ဘာလို့ရာထူးကမဆိုင်းငံ့တာလဲခင်ဗျားတို့အဲ့ဒီလိုပဲမရှိခုနူမလားဆုံးမျိုးဆိုပြီးတော့အောက်ခြေကပကဖပါဖလေးတွေပဲခင်ဗျားတို့ထိုးထွေးနေရလားဟမ်ဘာလို့လဲအန်ယူဂျီ ခွင်ကြီးချုပ်မန်းဝင်းခိုင်တန်းပြောတာအန်ယူဂျီကဝေရောက်ဆိုးရောက်ဖိတ်လို့မရပါဘူးတဲ့ဒါကြောင့်မန်ယူဂျီဝင်ကြီးတွေအကုန်လုံးမြန်မာပြည်တွင်းထဲကိုပြန်လာကြပါတဲ့အခု2025ကတလပိုင်းကခေါ်ခဲ့တာအခု17လပိုင်းဖြစ်နေပြီ2025အကုန်ပို့တလပဲကျန်တော့တယ်ဘယ်ဝင်ကြီးတွေဝင်လေးတွေမြန်မာပြည်ထဲကိုပြန်လာပြီးတော့အခုလက်ရှိမြန်မာပြည်မှာရုံးဆိုင်နေတယ်လေဒီကောင်တွေကြတော့တာဝန်ပြက်ကွက်မှုတာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညှပ်ပြင်းမှုအဲ့ဒီအမှုတွေနဲ့ဘာလို့ရာသူကမရက်ဆိုင်တာလဲ ရှင်တို့ကဟိုမြင်းနေရလမ်းဆိုင်တယ်ဘကဖာတာဝန်ခံဖောက်မြင်းမျိုးနေရပြုံးချိုကြတော့တာဝန်ပြက်ကွက်လို့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ယာတို့ကဆိုင်ရတယ်လို့ပြောတယ်သမရလက်ချိဝါကိုလည်းအမိန့်ထုတ်ပြီးတော့မြမကြီးတွင်းလေးကိုပြန်လာရမယ်လို့ခေါ်တာသမရစကားသမရလက်ချိဝါစကားဘယ်သူကမှခနဲ့ချားတော့မညက်တာじゃခင်ဗျားတို့ဘာလို့မဆိုင်ကြတာလဲဘာလို့အရေးမရှိတာလဲဘာလို့အပြစ်မပေးတာလဲအခု2025တလားပိုင်းစကားအတိုင်းမှာအနုကြီးဆိုရုံဖွင့်ပါမယ်ဝင်ကိုလက်ပြောခဲ့တယ်အခုမဖွင့်နိုင်ဘူးဒါဆိုရင်ဘာလို့တာဝန်ပြက်ကွက်မှုနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီးဘာလို့ခင်ဗျားတို့ရာထူးကမဆိုင်နေတာလဲ။နောက်အခုမင်းကမှာဆန္ဒပြရဲဆန္ဒပြတာတွေကဖွေမျိုးတွေစီမံဖွေမျိုးစီမံကိန်းတွေဖွေမျိုးတိုက်လို့ဆန္ဒပြရဲအဲ့ဒီဖွေမျိုးတိုက်တာတွေက NUG တယံဇာတရေးရဝင်ကြီးရဲ့လက်မှတ်နဲ့တရားဝင်ပတ်တုံလုံးပတ်ကဖ PDF တွေကဖွေမျိုးလုပ်နေကြတယ်ဒါအဲ့ဒီတယံဇာတရေးရဝင်ကြီးတင်ထုံးအောင်ပြောခဲ့တာတော်လိုင်းရေးကိုနှစ်နှစ်နဲ့ပြီးတိုက်နေတော်လည်းရအခု၄နှစ်ပြည့်လို့၅နှစ်ချေရောက်လာပြီဒီတယံဇာတရေးရဝင်ကြီးကြတော့ဘာကြောင့်တာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီးရာထူးအောင်မင်းဆိုင်လာတယ် ठी ကြတယ် ठी ကြတယ်လောင်ကြတယ်ဟာတဲ့တဲ့ပေါ့စကိုင်းနဲ့ကနေမျိုးနဲ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌတော်ပန်ထွားနဲ့မျိုးနဲ့တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဥက္ကလုံဥစာမင်းနဲ့ဥပင်လုံတို့၄ဦးကိုတောင်းဝင်ကနေရနာထားပါလေဟိုကနေမှာရှိခဲ့အောက်ခြေကမျက်နှာမွေးကျုံးမွေးမရှိခုံလို့မလားဆုံးမျိုးဒီလိုလူတန်းစားကြီးကျွန်တော်နေနေရလှမ်းဆိုင်ပြီးရာထူးကရင်လာတယ် အာတီမှုငွေကြေးလဲတုံးစားမှုဒါဆိုရင်ဆရာပြေကတော့ပြပြသိတယ်လို့ Dragon Fly နှစ်ကံ project ကအမေရိကန်ဒေါ်လာ6000ဒန်ဘော်ဒီနီခိုးစားသွားတာကြောင့်ခင်ဗျားတို့ energy ဆိုရတာဘာလို့မဆိုင်နေတာလဲဘာလို့ယာတို့ကမရက်ဆိုင်တာလဲဘာလို့အပြစ်မပေးတာလဲဟမ်ဟမ်ချမမေမေဆရာပြေကတော့ပြပြသိတယ်လို့အမေရိကန်ဒေါ်လာ6000ဒန်ခိုးသွားတယ်ဆိုတဲ့အကြောင်းကိုအဲ့မှာတက်ကောင်မျိုးတို့မအာရင်လို့ပြောရတာသူတို့ဗဇက်ကောင်လေးအမျိုးထွက်ဖင်ရလေလေကောင်ထွက်နေတယ် အဲ့ဒီအတန်ကြီးကြတော့ခင်ဗျားတို့ဘာလို့နားစိတ်မထောင်တာလဲခင်ဗျားတို့ကိုယ်တိုင်ကကြားကြောက်လို့ရှိရင်ဒီကိုရှင်ကြီးကြားချက်ဆို animal fan ဖြစ်နေတယ်ဒါကြောင့်မို့ animal fan ဆိုတဲ့အကြောင်းကိုထက်ခါထက်ခါပြောခုလေခင်ဗျားတို့ကစာမတက်တော့အဲ့ animal fan မဖတ်တတ်ဘူးဟိုဟောင်းစီလိုဟောင်းမြက်လောင်မြက်ကြော်လို့ဆိုပို့ဆိုရယ်စာမတက်ပင်မတက်ရှစ်တန်းလောက်တော့မအောင်နဲ့ကောင်းနေဆိုတော့ animal fan လည်းသူတို့ဖတ်တတ်မှာမဟုတ်ဘူးခင်ဗျားတို့မဖတ်တတ်မှာဆိုတော့ကျွန်မမြမလို့အခင်သားတောင်းဘာသာပြန်ထားတဲ့ချင်းလေးချောင်းတော်လိုင်းရေးဆိုတဲ့ဝတ္ထုရှိတယ်ရှာဖက်ကြည့်လို့ပြောတော့လည်းပဲညံမမိဘူး จะแก้นาดรวยเองนี่แม่แพนิคพี่ว่าเราต้องตัดหน้า